ဖုန်ကြီးနဲ့လို့ဒုက္ခတူတူဖြစ်လို့လူရဲနဲ့အပေါ်အပြစ်မမြင်ကြဖို့ပြောလာရင်ဆွမ်းရှင်လေးထူနိုင်ပြည်သူတွေဟာဆိုရင်ကိုပြည်သူပြည်သားချင်းချင်းကိုလူရဲစေခြင်းကြပြီးဖုန်ကြီးတွေတိလားရှင်ကြောင့်တွေကိုလူရဲကုသိုလ်ယူတဲ့အခါမှာဝေဖန်တတ်ကြတာပဲဖြစ်ပါတယ်ဖုန်ကြီးကြောင့်တွေတိလားရှင်ကြောင့်တွေကလူရဲမဲ့သူတွေပေါများတဲ့အတွက်အဓိကလိုအပ်နေတဲ့ပြည်သူတွေကိုလူရဲစေခြင်းကြတဲ့စိတ်လေးပဲဖြစ်ပါတယ်ဒါပေမဲ့မပြောတတ်တာကြောင့်ဖုန်တော်ကြီးကြောင့်တွေကိုလူရဲနဲ့ပေါ်မှလည်းအပြစ်ကြီးခုလိုဝေဖန်ပြောဆိုကြသလိုလည်းဖြစ်သွားခဲ့ရပါတယ်ခိုင်နေဝင်ဆိုရင်ပထမအောင်ဆုံးနေတဲ့ဖုန်တော်ကြီးကြောင့်တွေကို ိမ်းမောင်းထောင်နေခြင်းလူရန်ခဲ့သလိုအမောကအတွန်းဆိုပြီးသူပြားတွေကိုလည်းလူရန်ခဲ့တာပါဒီတစ်ခါမှာတော့ဝေဖန်မှုတွေကတော်တော်လေးကိုပြင်းထန်နေပြီးဘာကြောင့်များဖုန်းကြောင်ကိုလူရန်ကြရလားလဲဆိုပြီးတော့ပြစ်တင်မှုတွေလည်းပေါ်ထွက်ခဲ့ပါတယ်ဒါကြောင့်ဆွမ်းရှင်ကွင်းနေထူနိုင်ကတော့ဖုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဒုက္ခရောက်တဲ့အခါမှာအကုန်လုံးတို့တို့ဒုက္ခရောက်တာပဲဖြစ်ပြီးတော့လူရန်နာတွေကိုအပြစ်မတင်ကြဘူးပေါ်တင်ကိုပြောလာခဲ့တာပါပုံမှန်ဆိုရင်ဒီလိုမျိုးဝေဖန်ပြောဆိုမှုတွေကိုသူ့အနေနဲ့ဝင်ပါတာမျိုးမရှိခဲ့ပါဘူးတိုင်းမဲ့ခုကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအဆုံးရောက်တာ ဝေဖန်ပြစ်တင်မှုတွေပြုလုပ်နေတဲ့အတွက်နေထူးနိုင်ကိုယ်တိုင်ကဖြည့်ရှင်းပြီးတော့ပြောဆိုလာခဲ့ရတာပေါ့တချို့လူတွေကဆိုရင်ဘုံကြီးကြောင့်နေတိလားရှင်ကြောင့်တွေကိုလှူရမ်းတဲ့ပုံမှာအပြစ်ကြီးတစ်ခုတော့မပြီးနိုင်မစီနိုင်ဝေဖန်ပြစ်တင်နေကြတာပေါ့တကယ်တော့ဘုံကြီးဆိုတာကလည်းလူသားပင်ဖြစ်ပြီးတော့ပြည်သူတွေနဲ့အတူတူဒုက္ခရောက်တဲ့အခါမှာအတူတူခံစားရတာပဲဖြစ်ပါတယ်။ငလင်ပင်ကြီးကိုကြုံတွေ့ခဲ့ရတဲ့အခါမှာပြည်သူတွေအိမ်ကိုပဲလှုပ်မယ်။ဘုံကြီးအကြောင်းတွေကိုခြံထားမယ်ဆိုပြီးတော့ခွဲခြားတာမျိုးလည်းမရှိပါဘူး။အားလုံးကိုဒီဒုက္ခအတူတူကြုံတွေ့ခံစားရတာဖြစ်ပြီးတော့ဘုံတော်ကြီးအကြောင်းတွေ စာသင်တိုင်းတွေဖိအားတွေနဲ့လူနေအိမ်တွေအကုန်လုံးပြိုကျသွားနေရတာဖြစ်ပါရင်ဒီလိုမျိုးပြည့်စည်မှုတွေဖြစ်ပေါ်တဲ့အခါမှာလူနေအိမ်တွေကလည်းသူတို့ရဲ့ခြံတွေအခြေကြီးပါဆိုပြီးဖုန်းတော်ကြီးတွေကိုပင့်ဖိတ်ပြီးတော့ကဲတင်ထားတာမျိုးလည်းမရှိခဲ့ပါဘူးဖုန်းတော်ကြီးတွေကပြည်သူတွေကတခုခုဒုက္ခရောက်နေဆိုရင်သူတို့အကြောင်းမှလာနေကြပါဆိုပြီးတော့ခမဲ့ခေါ်တင်ထားပြီးတော့ထမင်းအိမ်တွေကပါကျွေးဝေးကုသိုလ်ယူခဲ့ကြတာဖြစ်ပါရင်တရွာတကြီးကလာလင်ကြတဲ့ဧည့်သည်တွေဆိုရင်လည်းသူတို့နှိစက်တဲ့အသည့်တွေဖုန်းတော်ကြီးအကြောင်းတွေမှာတဲခေါ်ကြတဲ့အကြောင်းအားလုံးလည်းသိကြပါပါ ဒီလိုမျိုးပြည်သူတွေကိုအမြဲတမ်းကူညီကယ်တင်ပေးနေတဲ့ဒုက္ခသည်စခန်းလိုမျိုးဖြစ်နေတဲ့ဖုံးတော်ကြီးအကြောင်းတွေကအခုချိန်မှာပြိုကျခဲ့ရပြီးတော့ပြည်သူတွေနဲ့အတူတူဆုံရှုံနေတာမျိုးတွေဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ဒါကိုခိုင်နေဝေပါဝင်တချို့သောအလို့ရှင်တွေကတွားရောက်ဒုတန်းကြတဲ့အပေါ်မှာအပြစ်ပြောနေဖို့မကောင်းတာပါဘူး။ဖုံးတော်ကြီးအကြောင်းတွေစာတင်တိုက်တွေပြန်လည်ပြုပြင်တဲ့အခါမှာတခုခုလိုအပ်လာရင်လည်းဖုံးတော်ကြီးတွေကပဲပြည်သူတွေကိုကူညီကယ်တင်ပြီးတော့ကျောင်းမှာခေါ်ထားကြအောင်ပါပဲဖြစ်ပါတယ်။ဖုံးတော်ကြီးအကြောင်းတွေမှာလူပစ္စည်းတွေပုံနေတဲ့အခါမှာလည်း ပြည်သူတွေကိုတက်နိုင်များလှူဒန်းကုသိုလ်ယူပြီးတော့ပြန်လည်ကျွေးမွေးနေကြတာကိုလည်းတွေ့မြင်နေရတာဖြစ်ပါတယ်။တချို့သော ပြည်သူတွေကတော့လူပစ္စည်းတွေပုံနေရားရည်စင်းနဲ့ရောင်းချပြီးတော့ကိုကျိုးအတွက်အသုံးချကြတာဖြစ်ပေမယ့်ဖုန်းတော်ကြီးတွေတိလားရှင်ကြီးတွေကဒီလိုမျိုးမပြုတ်လို့တဲ့အတွက်ဝေဖန်မနေကြဖို့နေထူးနိုင်ကအခုလိုပြောလာနေပါတယ်။မြန်မာနိုင်ငံမှာတခုခုဆိုရင်ဝေဖန်ဖို့ပဲစဉ်းစားနေပြီးဘုန်းတော်ဘာသာဝင်တွေအချင်းချင်းဖုန်းတော်ကြီးတွေကိုတော့မှသွားပြီးတော့ပြစ်တင်ဝေဖန်နေကြတာပါ။ဖုန်းတော်ကြီးဆိုတာကလည်းပြည်သူလူထုနဲ့အတူတူဒုက္ခအခက်အခဲကြုံတွေ့နေရတာဖြစ်တဲ့အတွက် လူရန်မှုတွေပေါ်မှာပြစ်တင်ပြောဆိုတာတွေမလုပ်ဖို့ခုလိုတားမြစ်လာတဲ့ပုံမှာပြည်သက်တို့ရဲ့မြင်လေးရှင်လည်းပြောသွားခဲ့ကြပါဦးနော်